မင်္ဂလာပါရှင် Shelly Life ပိုင်မုံကနေကြိုဆိုပါရစေ။ဒီနေ့ရီတလေးကတော့ single လေးတွေအတွက်တည်တဲ့အခြေရေးဖြစ်ပါတယ်။အဲ့တော့ single လေးတွေအတွက်အခြေရေးဆိုတဲ့ခေါင်းစဉ်လေးနဲ့လေ့လာပေးမှာဖြစ်ပါတယ်။အဲ့တော့ group လေး၃ခု season ပြီးထားပါရဲ့ရှင်။အဲ့တော့ဒါလေးကတော့ group 1လေးအတွက်ဖြစ်ပါတယ်။ single group 1လေးတွေအတွက်ဖြစ်ပါတယ်။အဲ့တော့ single လေးတွေအတွက်အခြေရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဒါလေးက group 2အတွက်ဖြစ်ပါတယ်ရှင်။ ဒီကပ်လေးကတော့ group 3အတွက်ဖြစ်ပါတယ်အဲ့တော့ single လေးတွေရဲ့အချစ်ရေးမလို့လေးလာကြည့်ရအောင်ဘုံကအများသောအားဖြင့်ဒီ RS တွေအာ break up တွေเนาะ X တွေဒီလို energy လေးတွေကိုလည်းဘုံလေးလာပေးဖြစ်တာများတယ် single လေးတွေအတွက်ဆိုရင်ကြံကြံနေခဲ့တယ်တောင်းပန်ပါတယ်เนาะအခုကတော့ single အတွက်တီးသန့်အချစ်ရေးကိုလေးလာပေးမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့မိမိနဲ့တက်တဲ့ group လေးတွေကိုရွေးချယ်ပြီးတော့ဆက်ပြီးတော့လေးလာသွားနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာပါရှင်ရှယ်လလပိုင်မကနေပြန်လည်ကြိုဆိုပါရစေအခုဒီနေ့ reading လေးကတော့ single လေးတွေအတွက်အချစ်ရေးဆိုတဲ့ reading ခေါင်းစဉ်လေးမှာအာမလို့ဒါ group 1လေးတွေအတွက်ပေါ့နော် single group 1လေးတွေအတွက်ကိုလေ့လာပေးမှာဖြစ်ပါတယ်ကဲ single single လေးတွေ single လေးတွေကတော့ခြေချနေတာနော် single is the best to ဘာဖြစ်လဲတယောက်တည်း AC ပေါ့ဆိုတဲ့ပုံစံမျိုး ဟိုလေလောက confidence တွေအပြည့်အဝရှိနေတဲ့ single များ single ဖြစ်တာဘာဖြစ်လို့လဲထူးဆန်းလို့လားဗောနော်အဲအဲ့လိုသတင်းချက်ပြီးပါညာဆိုရင်မေးကြရမလားဟဲ့အဘလို့လဲပြီးတော့စားအောင်လဲဘာညာတာလကမေးရင်လေဟိုဘာဖြစ်လဲ single ဖြစ်တာဘာဖြစ်လို့လဲထူးဆန်းလို့လားမဟုတ်မစားရလို့လားဝယ်ကျွေးရမလားဒီတိုင်းလဲကျွေးနိုင်ပါတယ်တို့ဘာလို့ဗောနော်အဲ့လိုပြန်ဖြေမဲ့လူမျိုးလေးတွေဗောနော်ဆိုတော့ဒါလေးကိုတွေ့ရတယ်အဲ့တော့ တယောက်ထဲတွေကိုတောက်ပတက်ကြွပြီးတော့လေတယောက်ထဲနေရတာကိုတောင်ပို့ပြီးတော့သဘောကျတာပေါ့နော်အဲအဲ့ဒီလိုမျိုးမလိုပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့မရလို့တို့ဘာလို့မဟုတ်ဘူးမရလို့တို့ကို့လာကြိုက်မဲ့သူမရှိလို့တို့ဘာလို့မဟုတ်ဘူးကို့ကနေကိုတယောက်ထဲနေချင်လို့နေနေတာအေးချမ်းလွတ်လပ်ပေါ့ပါစွာနေနေတာအဲ့လိုမျိုးခြေချထားတဲ့သူမျိုးပေါ့နော်ဒါလေးကိုတွေ့ရတယ်ပုံကြည့်ပါ ဲ့ဒီပုံစံပဲเนาะလောကောင်စေပဲဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ချိတ်ချိတ်ပြီးတော့ဒါရင်ညာเนาะတလားဆိုတော့ okay ကဲ single လေးတွေအတွက်ဒါမဲ့အချိန်လေးတော့ကြည့်ပါအောင်เนาะနည်းနည်းလေးတော့ကြည့်ပြီးသွားပါအောင်ရှင်မလိုဘူးပါညာဆိုရယ်ဆိုပေမဲ့လေပြင်ပြင်တောင်းမယ်ဆိုတော့ okay ဟုတ်ပြီအဲ့တော့မိုးရဲ့တကယ်ချင်းလေးတွေ group 1 group 1လေးတွေ single group 1လေးတွေဘာမှမလုပ်ရသေးဘူးသူကအရင်ကြာမှာကြည့်အောင်เนาะ okay single group 1လေးတွေ ဒက်စတောနဲ့ပတ်စပက်တစ်တဲ့ကဲ single group 1လေးတွေကိုကြည့်ရအောင်လေခုနကမပြောသလိုမျိုးပေါ့နော်မလို့ဘူးဘူးမှမလို့တယောက်တည်းလည်းဖြစ်တယ်တပိုင်းနဲ့လည်းအဆင်ပြေတယ်ဆိုတဲ့လူမျိုးတွေပေါ့နော်ဆိုတော့သူ့ရဲ့ဘဝမှာလေသူ့ရဲ့ဘဝအတွက်ကိုဘဝအတွက်မျောလင်းချက်တွေရှိမှန်းချက်တွေဟာငါလုံးဆရာကြီးအများကြီးရှိသေးတာဒါတွေကတိတ်အာယုံမထားနိုင်ခက်မြင့်မြင့်မှန်းတဲ့လူမျိုးတွေပေါ့နော်အဲ့တော့အေးစစ်စစ်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ဘာနေမဲတယောက်တည်းခီးကြီးတွေထွက်မဲ့ လွတ်လပ်တဲ့ပျော်ရွှင်တဲ့ပေါ့ပါတဲ့အဲ့လိုလူမျိုးလေးတွေကိုတွေ့ရတယ်ခီးထွက်တာကိုလည်းအလိုမတန်မှနှစ်သက်တဘာဝပေါ့နော်တဘာဝကိုနှစ်သက်တယ်ပေါ့နော်တဘာဝခီးထွက်တယ်တဘာဝတောတောင်လေးအာဒီလိုမျိုးစိမ့်စိမ့်ဆူဆူအဲ့လိုအဗန်ချာတွေဒီလိုမျိုးလေးကိုအရင်နှစ်သက်တဲ့ single လေးတွေပေါ့နော်ဆိုတော့ကိုကိုတရားတဲ့အဲ့လိုမျိုးသွားနေရတာဟိုကကြိုက်နေတာအဲ့လိုမျိုးနေနေရတာဟိုကကိုကသဘောကျနေတာ depression လုံးဝလုံးဝမရှိဘဲနဲ့ကိုကိုဘဝအိမ်မှာလေ ကို့မလေးလုံးစရာ၊ကင်စရာတွေကမြာရီမန်းချက်ကကြီးအဲ့လိုမျိုးနဲ့လေအချစ်ရေကိုတိတ်ပြီးတော့အာယုံနဲ့လဲမရှိနေပါဘူးခေါင်းထဲမှာကိုမထည့်ထားဘူးဟိုကို့ကိုလည်းဘလောက်တောင်ကောင်းလဲဆိုတဲ့အဲလက်မထောင်နဲ့သူမျိုးလေးပေါ့နော်တကယ်လဲကောင်းပါတယ်လွတ်လပ်မှုလေးเนาะအများကြီးတွေ့ရတယ်လွတ်လပ်ပေါ့ပါနေရပဲသူတို့ကြီးရတယ်အဲ့လိုတွေ့ရတယ်အဲ့တော့ ကျမအချစ်ရေးကိုစက်ကြည့်ရမှာလားမကြည့်ရမှာလားဆိုတော့အရင်မေးကြည့်ချင်သေးတာစင်ငယ်လေးတွေကိုစက်ကြည့်ရမလားရင်နည်းနည်းလေးတော့ကြည့်ပါအောင်နော်နည်းနည်းကြည့်ရအောင်နော်နည်းနည်းလေးစိတ်ဝင်စားလို့ပါနော်โอเคဒါဆိုရင်အခုဒီ group 1လေးပေါ့နော်ဒီ group 1လေးစင်ငယ် group 1လေးအချစ်ရေးဘယ်ဘဝမှာအချစ်ရေးဘာတွေဖြစ်လာလဲအခုဒီအခုရစားပြောပါဘောနော်စင်ငယ် group 1လေးတွေအချစ်ရေးလေးရောဘာလို့ဖြစ်လာလဲရှင့် အချစ်ရည်လေးအချစ်ရည်လေးပါလေးဖြစ်လာမလဲရှင် is of souls strength eteria ဟာဟေးမရဘူးကြည်ပါမယ်ချစ်သူမရရတဲ့ချစ်ကိုကြည်ပါမရဘူးတော့ तू ကလည်းမ ူကလည်းမလို့ချင်ဘူးဆိုတာကြီးပဲကိုကချစ်သူရတဲ့အထိကြည့်ပါပဲဆိုသူကမလို့ချင်ဘူးနဲ့ just friend ပါလေကဲမလို့လောက်ကြမလဲကဲဒီဒီ group ဝင်တဲ့ကျမနဲ့ကတော့ကျမအချစ်ရေးကြည့်ချင်တာသူကအချစ်ကိုမလို့ချင်တာဘာဆက်ကြည့်ပြရမလဲမသိဘူးဆက်လာပါအဲ့တော့ group 1လေးတွေ group 1လေးတွေဟာလေသူတို့ရဲ့ရည်မှန်းချက်ကသူတို့ဘဝမှာ န်းနိုင်နေရှိတယ်။အဲ့ဒီပန်းနိုင်တစ်ခုတည်းကိုပဲသူကသွားချင်တာတစ်ခုတည်းကိုပဲ focus လုပ်ချင်တာပေါ့နော်။အဲ့တော့ဂျားတဲ့ကမှသူ့ဘဝရည်မှန်းချက်မပြည့်မချင်းဘဝရည်မှန်းချက်မရောက်မချင်းအချစ်ဆိုတာလည်းမသိဘူး။တခြားဘာမှ entertain တွေပါရင်းညာတွေတိတ်ပြီးတော့တိတ်ဆိတ်ဝင်စားအောင်ဒီလိုမျိုးလေးပေါ့နော်။ဒါသူ့ရဲ့သူ့ဘဝအတွက် life plan နေရှိတယ် focus ကလေဒီတစ်ခုတည်းပေါ်မှာပဲရှိတာ baby ဝယ်ရတယ်သူတိတ်မကြည့်ဘူးပေါ့နော်။အဲ့လိုမျိုးနဲ့သူက ဆက်ပြီးတော့သွားမဲ့လူမျိုးဆိုတဲ့ဟာကကြီးကြီးမားမားတွေ့ရတယ်။သူ့စိတ်ထဲမှာတစုံတရာကိုသဘောကျနေတယ်။အဲမျက်နှိုးနေတယ်ဆိုရင်တော့မသွားအေးစစ်စစ်လေးပဲနေမဲ့သူမျိုးပေါ့နော်။အော်ရေသဘောကျတယ်မစိုးပါဘူး။ဒီလိုပုံစံမျိုးပေါ့နော်။ဟိုပြီးတော့နောက်တစ်ခုကလည်း ဒီ group ဝင်လေးကိုကြည့်ရတာလေကိုယ့်ကိုထိန်းချုပ်တာအောင်လည်းကိုယ်သိမ့်ကြရင်ကိုယ်သူများပဲထိန်းချုပ်ချင်တာကိုယ့်ကိုထိန်းချုပ်တာအောင်မလိုချင်ဘူးလက်မခံချင်ဘူးပေါ့နော်ဒါကြောင့်မို့လို့အချက်ဒါရီးစားများထားလိုက်တယ်အိမ်ထောင်များပြုတ်လိုက်တယ်ဆိုရင်ငါကမလွတ်လပ်တော့ဘဲနဲ့ငါ့ကို control လုပ်မှာဒီလိုမျိုးကြီးနေတော့ကမနေချင်ပါဘူး ်တကယ်လို့များရီးစားထားရမယ်ဆိုရင်တော့အေးစစ်စစ်လွတ်လွတ်လပ်လပ်ငါအတိုင်ဖောက်ညီတဲ့သူမျိုးငါနဲ့ level တူရမယ်အတိုင်ဖောက်ညီရမယ်ငါငါကပဲ control လုပ်ချင်တာငါ့ကို control လုပ်တာမလိုချင်ဘူးအဲ့လိုလူမျိုးဆိုရင်တော့စဉ်းစားမယ်ဒါလေးကိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ single လေးတွေ ေါ့နော်ဒီ group 1လေးတွေကိုကြည့်ရလား group 1လေးကိုချစ်တဲ့သူမရှိတာမဟုတ်ဘူးချစ်တဲ့သူရှိတယ်ဒါပေမဲ့အဲ့ဒီချစ်တဲ့သူကိုကို propose လုပ်တဲ့သူလည်းရှိတယ်ဒါပေမဲ့အဲ့ဒီ propose လုပ်တဲ့သူကိုကိုကလေလုံးဝ no 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 ဆိုပြီးတော့လှုပ်ထားတာနော် no 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 ဆိုပြီးတော့လှုပ်ထားတာမောင်ကတော့ဒီတန်းကမြင်ရတဲ့အနေအထားအရဆိုရင်တော့ group 1လေးကအရင်ကတော့ရေးစားလေးပါရင်ထားရင်ထားခဲ့ဘူးမှာပေါ့နော်ဒါပေမဲ့လေအဲ့ဒီရေးစားထား ပြီးတော့သူခံစားခဲ့ရတဲ့အရာလေးတွေလူတွေပေါ့မယုံကြည်ရတဲ့အရာလေးတွေပေါ့နော်ဒါမျိုးတွေကို तू မလိုချင်တော့လို့လုံးဝယူ block ထားလား ဒီဒီအချစ်တေးပါတွေကလာမပြောနဲ့နေနေရတယ် just friend လာရတယ်အဲ့တော့တကယ်ချင်းလို့မျိုးရပါတယ်ဟိုဟိုတခြားတော့တခြားနီးလန်းတွေနဲ့တော့မလာနဲ့တကယ်ချင်းနေပါရင်လို့မျိုးငါလက်ခံနိုင်ပါတယ်ဆိုတဲ့ပုံစံကိုတွေ့ရတယ်ပေါ့နော်ဒီချိန်တခါအသေးလေး꽌ခဲ့ဘူးလို့လဲဒါသူ့ရဲ့တိတ်တိတ်ကလေးရင်ထဲမှာ꽌ခဲ့ဘူးလားလဲပါတယ်ပေါ့လေဒါလေးတွေကိုတွေ့ရပါတယ်သူမျက်နှိုးနေတဲ့သူတတ်တတ်မျက်နှိုးခဲ့တဲ့သူ လောလောဆယ်အထိပေါ့နော်စိတ်ထဲထဲမှာမျက်နှိုးနေတဲ့သူတိတ်တိတ်ကလေးရင်ထဲထဲမှာပဲထားတော့တာအပြင်ဘသူမှလည်းထုတ်မပြောတော့ဘူးသူကလည်းသူလောင်ထုတ်ပြီးမစင်စားတော့တဲ့သူတော့ရှိတယ်သူရဲမျက်နှာရတဲ့သူရှိတယ်ဒါပေမဲ့လေသူ့ ိတ်နဲ့သူတောင်မှတင်ပြီးတော့မတွေးလို့တဲ့သူမျိုးလေးပေါ့လေအဲ့လိုမျိုးရှိတယ်ဒါကြောင့်မို့လို့စင်ကယ်လေးတွေ group ဝင်လေးတွေရဲ့အချစ်ရေးရတော့ကိုယ့်ကိုချစ်တဲ့သူမရှိတာမဟုတ်ဘူး propose လုပ်တဲ့သူမရှိတာမဟုတ်ဘူးကိုယ့်ကိုမျက်နှာနေတဲ့သူရှိမှန်းလဲသိတယ်ကိုကိုတိုင်းကလက်မခံခြင်းနဲ့အနေထားကိုမွန်တီတဲ့ထဲမှာတွေ့ရပါတယ်ရှင်ဆိုတော့လေ ဂရုဝန်လေးရဲ့အချစ်ရေရလေးကိုလက်ခံမှာဖြစ်မဲ့အနေအထားယူအရန်တွေ့နေရတယ်ရောက်မလာတာမဟုတ်ဘဲနဲ့ကိုကလက်မခံနေတာလို့မူတွေ့ရပါတယ်အဲ့တော့နော်အဲ့တော့ single လေးတွေရဲ့အချစ်ရေဒီထဲထဲမှာတော့ group one ကကိုကနေကိုလွမြောက်စွာလွတ်လပ်ပေါ့ပါစွာကိုလှုပ်ချင်တာတွေလှုပ်အောင်မှနေခြင်းသလိုနေအောင်မှအေးစစ်စစ်နေအောင်မှ သူ့ကိုချစ်လာတဲ့သူတွေကို तू ကမလေးမစားလုပ်တာတော့မဟုတ်ဘူး तू စီကိုမလာပါနဲ့မလာပါနဲ့ဆိုပြီးတော့ तू ကအဲ့လိုမျိုးကာထားတာတငယ်ချင်းအနေနဲ့လက်ခံနိုင်ပါတယ်ချစ်သူအနေနဲ့တော့နေပါဆိုတဲ့ပုံစံကိုတွေးရပါတယ်ရှင်ဒါလေးကတော့အာ single လေးရဲ့အချစ်ရေးဆိုတဲ့ reading ကောင်းစဉ်လေးရဲ့ group 1လေးအတွက်ဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အစားကြအဆင်ပြေပါစေရှင် မင်္ဂလာပါရှင်ရှယ်ကလပ်ပိုင်းမကနေပြန်လဲကြိုးဆိုပါရယ်အခုဒါ single လေးတွေအတွက်အချစ်ရေးဆိုတဲ့ reading council လေးအောက်မှာ group 2လေးအတွက်ဖြစ်ပါတယ်ဒီကက်ကိုရေးထားတယ် group 2လေးအတွက်ဖြစ်ပါတယ် single လေးတွေအတွက်အချစ်ရေး single တော့ single ပဲအခုတော့ single ပဲဒါပေမဲ့ဟို break up ဖြစ်ခဲ့တဲ့ single တွေကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲတစ်ချိန်တစ်ခါတော့အသေးကွဲဘူးတယ်ဟို 在老个时也嘛，德国也比较木，嗯，比较刚刚便比较。比较比较比较 တဲ့ကွဲလာမယ်လူတိုင်းကွဲလာမယ်ဘာမှဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့เนาะအခုချိန်မှာ तू ကစေကုသခံယူပြီးတော့အောင်မြင်သွားပြီအောင်မြင်သွားပြီဆိုတော့အချိန်တစ်ခုကနေကုစားပေးလိုက်ပြီဆိုတဲ့သူမျိုးလေးတွေကိုတွေ့ရတယ်ပေါ့เนาะသို့ပေမဲ့ဒဏ်ရာလေးတွေတော့ရှိခဲ့တဲ့ single လေးတွေလို့ပြောလို့ရတယ်ပေါ့ဒါဆိုရင်တော့ group 2 single လေးတွေအတွက်အချစ်ရေးလေးတွေကြည့်ရအောင် group 2 single လေးတွေအတွက်အချစ်ရေးရှိမှာဘာတွေဖြစ်လာမလဲ group 2 single လေးတွေအတွက်အချစ်ရေးအရှိမှာဘာတွေဖြစ်လာမလဲ two of swords wellness နကူတစိတ်တွေဖြစ်တော့မှာနော်အဲ့တော့ group 2စင်ရယ်လေးတွေကိုနဲ့လေနကူတစိတ်ဖြစ်ရတဲ့လူတွေနဲ့တွေ့တော့မှာ အခုတစ်စိတ်ဖြစ်မဲ့သူလေးတွေနဲ့တွေ့တော့မှ six of pentacles ကဲကိုကို propose တယ်လာလိမ့်မယ်နောက်တစ်ယောက်ပေါ်လာတာလိမ့်မယ် group 2 single လေးတွေစီမှာကိုကို propose လုပ်မဲ့သူကိုကိုအဲစကားလေးပါလေးပြောမယ်ချက်ချက်မယ်ဘာညာပေါ့နော်အဲ့ဒီလိုမျိုးအနေထားမျိုးနဲ့နောက်တစ်ယောက်ပေါ်လာမှာဖြစ်ပါလေရှင်အဲ့တော့ single လေးတွေ group 2 single လေးတွေအတွက် future love group 2 single လေးတွေအတွက် future love two of pentacles, the moon. แต่เงี้ยเช่นเดีย่ยมาเทนได้สุรีโปลาเลยไหมเนาะแต่เงี้ยเช่นเดีย่ยมาเทนได้สุรีโปลาเลยไหมไอรมณ์ไม่สุริแต่เงี้ยเช่นกูรีลงมามาเทนเท้าทำให้แม่รีกูกูรีแต่โบจ้าพี่ ပြောလာမဲ့သူတွေရှိပါတယ်လုံဖို့ကန်ဘက်ဖြစ်နိုင်တယ်တငယ်ချင်းဖြစ်နိုင်တယ်အဲ့လိုဒီတဲ့ကပေါ်လာမှာဖြစ်ပါတယ်ကိုမထင်ဘူးနော်ကိုမထင်တဲ့သူမျိုးနောက်ထပ်တစ်ခုကကြတော့လေတွေ့ရဝမ်း energy တွေတွေ့ရတယ်အဲ့တော့ကိုစီကိုရောက်လာရင်နဲ့ရောက်တငယ်ချင်းနဲ့ရောက်တပြိုင်နဲ့ရောက်လာတာအဲ့တော့ ace နဲ့နောက်တစ်ယောက်နဲ့ရောက်လာတာကိုကိုကလေနှစ်ယောက်ကြတဲ့တည်းမှာဟိုနည်းနည်းပေါ့နော်သဝိဇဝါအနေထားမျိုးလေးတွေဖြစ်နေတယ်အဲ့တော့ group 2လေးကိုပြောပြချင်တာက RST ကိုတမ်းမချိတ်ပါနဲ့အရင်ဆုံးတော့လေလေးလာပါစောင့်ကြည့်ပါလို့ပြောပြပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ group 2လေးစီရောက်လာမဲ့အဲသူကလေမယုံကြည်တာလေမမှန်ကန်တာတွေဘာတွေကိုပြောတာမဟုတ်ဘူးเนาะနှစ်ယောက်စလုံးကအခုကစပြီးတော့ဟိုဘယ်လိုကောင်းမလဲ စပြီးတော့ try လုပ်တဲ့အနေအထားပေါ့နော် try လုပ်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့တဘောအလုံးအတွက်ဒီပါလေးမစင်းစားနဲ့ on group do လေးရလေအစကားပြောကြည့်မယ်ပြောလို့ဆိုလို့ကောင်းလားတွဲမဲ့ဆိုရင်ရောစိတ်ဓာတ်ကောင်းလားငါအတွက်ကောငါငါလေးစားရတဲ့သူဖြစ်နိုင်လားအများကြီးပေါ့နော်အဲ့တော့ဒါ အများကြီးအများကြီးလေးလာရအောင်မတန်းပြီးတော့ RS ချိတ်လိုက်တာတန်းပြီးတော့တခါလဲဒါငါရဘွားရဲ့လက်တွဲပေါ်လာဘာညာတာကလှုပ်လိုက်တာမျိုးတွေဘာတွေမလှုပ်ပါနဲ့အောင်ဘာဖြစ်လို့လဲဆိုတော့ group 2လေးမှာပေါ့နော် group 2လေးမှာရွေးချယ်ဖို့အတွက်ရွေးချယ်ရအောင်မဲ့လမ်းတွေလမ်းတွေလူတွေရှိပါသေးတယ်ကြံ့မာသေးတယ်သူ့ရဲ့အနောက်မှာတင်ထက်ကြံသေးတယ်ဒါကြောင့်မို့လို့ ဒါကြောင့်မို့လို့ပွဲစည်းရှောက်ပြီးတော့ပထမဆုံးတွေ့တဲ့အယုတ်ကလေးကိုကောက်မဝင်နေအောင်လို့ပြောပြပေးခြင်းနဲ့ပွဲစည်းကိုအဆုံးထိရှောက်လိုက်ပြီးတော့မှဘယ်အယုတ်ကိုကြိုက်ဆုံးလဲဆိုပြီးတော့ရွေးချယ်အဲ့လိုပုံစံလေးနဲ့သွားပါနော် group 2လေးကိုပြောပြပေးခြင်းပါတယ်အဲ့တော့ group 2လေးတွေရဲ့ single လေး single group 2လေးရဲ့အခြေရတော့ကိုယ့်စီကိုအာနှစ်ယောက်တပြိုင်တည်းရောက်လာတာမျိုးဖြစ်လိမ့်မယ်ကိုကနှစ်ယောက်စလုံးအပေါ်မှာ လိလာလို့ရပါတယ်ကိုမထင်တဲ့သူကိုအဲ့ဘလူးမမထင်ဘူး surprise ဆိုတဲ့ energy မျိုးနဲ့ရောက်လာတာမျိုးဖြစ်လိမ့်မယ်တငယ်ချင်းတွေကလှုပ်ပေါ်ကန်ပတ်တွေကကိုနဲ့မျက်မှန်းတမ်းမိတဲ့တွေကကိုကိုသဘောရေးကြာနေတဲ့သူမျိုးဒါလေးကိုတွေးရတယ်ကိုကိုစကားတွေလာပြောလိမ့်မယ်အဲเนาะအဲ့လိုမျိုး chat chat တင်နေလှုပ်လိမ့်မယ်เนาะစကားတွေပြောလိမ့်မယ်ရတယ်ပြောလို့ရတယ်ဒါပေမဲ့ဒီလူဟာကိုယ့်ရဲ့ဘဝအတွက်အဆုံးထိသွားမယ်လူလို့ အတိအကျအခုအချိန်မှာလုံးဝပြောလို့မရသေးတဲ့အတွက်ကြောင့်မလို့စကားပဲပြောကြည့်ပါစကားလက်ခံပြောကြည့်လို့ရတယ်စဉ်းစားကြည့်လို့ရတယ်အချိန်ဤလေးလာသုံးသပ်လို့ရပါတယ်လို့ဒီထဲမှာပြောပြပြချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကိုစီကိုရောက်လာအောင်ပါရောက်လာအောင်ပါဒီ energy တွေမဟုတ်ဘူးနောက်မှနောက်မှနောက်မှတွေရှိသေးတယ်ဒါလေးကိုလည်းတွေ့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အစအစအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ် မင်္ဂလာပါရှင်ရှယ်လက်လက်ဖိုင်မကနေပြန်လည်ကြိုဆိုပါရစေအခုဒီနေ့ reading လေးကတော့ single လေးတွေအတွက်အချစ်ရေးဆိုတဲ့ဒီ reading ကောင်းစဉ်လေးအောက်မှာ group 3လေးတွေအတွက်ဖြစ်ပါတယ်ဒီကကိုရွေးထားတဲ့ group 3လေးတွေအတွက်ဖြစ်ပါတယ်အခုဒီ group 3 single လေးတွေရတော့လေအလိုမတန်မှဆွဲဆောင်မှုရှိပြီးတော့ဗောနော်အဲ့တော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တော်တော်လေးကိုသူတို့ရဲ့ energy ကဆွဲဆောင်မှုအားကောင်းတယ်တစ်ဖက် တစ်ဖက်ပေါ်နုံဆန်းကျင်မဲ့လေးမိန်းကလေးဆိုရင်ယောက်ျားလေးကိုအရန်ဆွဲဆောင်နိုင်တယ်ယောက်ျားလေးဆိုရင်လည်းမိန်းကလေးတွေကိုလေအရန်ကိုမှပေါ့နော်ကြွီစေနိုင်တဲ့ style မျိုးပုံစံမျိုးရှိတဲ့သူလေးတွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဆွဲဆောင်မှုကကောင်းတယ်ပေါ့လေ attraction ရှိတယ်ပေါ့နော်ဒါလေးတွေကိုတွေးရတယ် ဲ့တော့သူ့ရဲ့ပုံစံလေးကလေတခြားလူတွေနဲ့ရှင်ပြီးနေတောင်မှလေဒီမှာချင်းထွက်နေမဲ့လူမျိုးတွေပေါ့ဒီ blue 3 single လေးတွေကလေဒါလေးကိုတွေ့ရပါလေ okay blue 3 single လေးတွေအတွက် လေစင်ကယ်လို့သာအခုဝင်ကြည့်ရင်တော့စင်ကယ်ဆိုပြီးတော့ကြိုက်တဲ့သူတွေမှပေါ်နေတာပဲသူ့ကိုသဘောကျတဲ့သူတွေမှအများကြီးပဲကိုကလည်းကိုတော့အဖြေမပေးချင်လို့သာစင်ကယ်ဖြစ်ချင်ဖြစ်နေလိမ့်မယ်ဒါပေမဲ့လေစကားပြောနေတဲ့သူတွေတော့ရှိလိမ့်မယ်လို့ယူဆတယ်နော်အဲ့တော့စင်ကယ်တော့စင်ကယ်ပဲဒါပေမဲ့စကားတော့ပြောနေတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုး energy လေးတွေကိုတွေ့ရတယ် okay group 3 single လေးတွေအတွက်အချစ်ရေး sis of pentacles is of pentacles group 3စင်ငယ်လေးတွေအတွက်အချစ်ရေး okay six of pentacles ကို propose လုပ်မဲ့သူလေးတွေရှိပါတယ်လှူထားပြီးသားသူတွေရှိတယ်လှူထားပြီးသားသူတွေရှိတယ် is of pentacles အစ်စ်တွေလည်းဝင်လာမယ်နော်အဲ့တော့အစ်စ်တွေလည်းဝင်လာမယ် style တမျိုးတယောက်တယောက်မတူဘူး style ရယ်မတူဘူး okay အဲ့လိုပဲကိုချစ်ရတဲ့သူတွေလည်းပါတာပေါ့ကိုကိုချစ်မယ်ဆိုတဲ့သူတွေလည်းပါတယ် the lovers တဲ့ ီမှာရောက်လာမှတွေ့လိုက်ဒီမှာနှလုံးသားမှာမီးတွေတောင်လဲနေသေးတယ်နော်အဲ့လိုမျိုးပေါ့အဲ့တော့ဂရုသတိစင်ငယ်လေးတွေယူဟာစင်ငယ်မဟုတ်ပါဘူးအိမ်ထောင်ကြမှာပါမဲရစ်ဖြစ်မှာပါအိမ်ထောင်ကြမဲ့သူမျိုးပါအဲကျွန်မတသက်လုံးစင်ငယ်လားကျွန်တော်တသက်လုံးလူပြိုကြီးဖြစ်မှာလား नो မဖြစ်ဘူးဘယ်တော့မှမဖြစ်ဘူးဂရုသတိကဘယ်တော့မှလူပြိုကြီးပြိုကြီးမဖြစ်ဘူးအိမ်ထောင်ကြအောင်ကြမှာအဲအဲ့ဒီ energy ကိုတွေ့ရပေါ့နော်အခုလည်း တယောက်သေးဘယ်တော့မှဖြစ်မှာမဟုတ်ဘူးရောက်လာမှရောက်လာမှသူကလည်းသူ့ကိုရောက်လာမှเนาะအဲ့ဒါလေးကိုတွေ့ရပါတယ်အဲ့တော့ကိုလက်ခံရင်တော့ကိုလက်ခံရင်ချက်ချင်းဟိုချက်တူရမယ့် energy မျိုးပေါ့เนาะကိုသာကောင်းနေရင်ချက်ချင်းချက်တူရမယ့်အနေအထားမျိုးပါရှိတယ် okay group 3စနေလေးတွေအတွက်အချစ်ရေး group 3စနေလေးတွေအတွက်အချစ်ရေး group 3စနေလေးတွေအတွက်ရှိမှာဘာတွေဖြစ်လာနိုင်လဲ အချစ်ကြီးကဖြစ်ကြီးလေးရဲ့အချစ်ကြီးကလည်းဖြစ်လာတယ်။ဒါဟောမစ်ဟာဟတ်တလဲဟော Okay 9 or cats Okay group 3 group 3ရာလေကိုနဲ့လေချစ်ချင်းမြတ်တာတူတဲ့သူအဲချစ်ချင်းမြတ်တာတခုလည်းမဟုတ်ဘူးเนาะသူဟာကိုဘောကဘလောက်အထိဥဆောင်နိုင်တဲ့သူမျိုးဖြစ်မှာလဲ။ ဘလို့လူမျိုးကိုဖြစ်မှာလဲအဲ့ဒီလိုလူမျိုးကိုရွေးမှာ तू ကလေအချစ်တစ်ခုတည်းနဲ့မဟုတ်ဘူး तू ဘဝရောဘလောက်ထိတောင်းဝင်ယူနိုင်တာလဲ तू ဘလောက်ထိပျော်ရွှင်ရမှာလဲ तू ဘလို့အဆင့်အတန်းလေးနဲ့နေရမှာလဲဆိုတဲ့ဟာပါဒါတွေပါအကုန်လုံးရွေးရကောင်းတယ်နော်ကောင်းတယ်ဒါတကယ်ကောင်းတာချစ်လဲချစ်မယ်ဘဝအတွက်လည်းစဉ်းစားရတယ်။အဲ့ဒီလို single မျိုးပေါ့နော်ဂရုတရိယာကြတော့လေ။ဒါကတကယ် right choice ပေါ့နော်။အဲ့ဒါလေးကိုတွေ့ရတယ်။ဆိုတဲ့အခါကျတော့ โอเคအဲ့တော့ရောက်လာမှာလားဆိုရင်ရောက်လာမယ်ဒါပေမဲ့လေကို့ဘဝလေးကိုဝင်လာတဲ့သူ ရောက်လာတဲ့သူတည်တည်ချာချာစစ်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 လောက်ရလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ group 3ကိုကြိုက်တဲ့သူတွေအများများတယ်မှန်ကန်တဲ့သူတွေလည်းပါတယ်နည်းနည်းလေး အပေါ်ရံနေလဲပါတယ်နော်ဟိုကိုနဲ့မကိုက်ညီဘူးဆိုတဲ့သူတွေလဲပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ဂရုတရီစင်ကယ်လေးတွေရာလေးရွေးချယ်တဲ့အခါကျရင်လေအများကြီးရတဲ့ရနေလေဟိုဟိုဘယ်လိုရမလဲ SO ဘာလဲစပတ်လုံးရွေးသလိုရွေးရမယ်ပေါ့နော်ဆန်ကောင်းနေတဲ့ဆန်ဆန်နေတဲ့ကနေလေဒါကိုတွေ့ရတယ်အဲ့တော့ group 3 single လေးတွေအရွယ်မမပေါ့အရန်ရေးကြီးတယ်အခုအတိုင်းလေးပဲကိုဘွားအတွက်လုံခြုံမှုဘဝလုံခြုံမှုစိတ်လုံခြုံမှုပေးနိုင်မဲ့သူကိုကိုလည်းချစ်မဲ့သူကိုရွေးမယ်ဆိုတဲ့အဲ့ဒီတတ်မှတ်ချက်ကလေးနဲ့သာတော့ group 3 single လေးတွေကလူမှန်တွေ့ရမှာပါကောင်းမွန်တဲ့ live တွေရမှာဒါကိုလုံးဝပြောရရပေါ့နော်အဲ့တော့အဲ့တော့ ဂရုတရီစင်ကယ်ကိုကြည်ရလားလေကြီးသားရရင်ပြီးတော့တွဲမဲ့သူမဟုတ်ဘူးတေးကြလားခိုင်မာရဲ့လားစိတ်လုံးလုံးမပေးနိုင်လားငါ့ကိုတေးတေးချာချာချစ်ရဲ့လားဆိုပြီးတော့အများကြီးရှေးချောင်းတွေရောနောက်ချောင်းတွေရောအများကြီးစဉ်းစားနေသူလေးတွေတွေးရတယ်အဲ့တော့အချစ်နဲ့ပတ်သက်ရင်အာဟိုတွေးကြရလို့လက်ကြိုက်မှာမဟုတ်ဘူးကိုချစ်တယ်ပြောတိုင်းလည်းခေါင်းညိတ်မှာမဟုတ်ဘူးအများကြီးစဉ်းစားမဲ့သူလေးတွေပေါ့နော်နောက်ထပ်တစ်ခုပြောပြချင်တယ် သူကလည်းချစ်ရမယ်ကိုကလည်းချစ်ရမယ်တွေ့လားနှစ်ယောက်စလုံးအပြန်အလှန်ဒီလိုမျိုးလေးချစ်နေရမှာတဲ့အဲ့လိုချစ်တဲ့သူကိုကလည်းချစ်တဲ့သူသူကလည်းကိုကိုချစ်တဲ့သူအဲ့လိုအပြန်အလှန်ချစ်တဲ့သူမျိုးကိုပဲ group 3လေးတွေကရွေးချယ်မှာဆိုတာကိုတွေ့ရတယ်အဲ့တော့အခု group 3ကလေကိုချစ်တဲ့သူနဲ့သူကလည်းကိုကိုချစ်တဲ့သူကိုမျော်လင့်စောင့်ကြတာเนาะအဲ့တော့ လူသူရိစီမြာသွားမယ်လို့ရည်ရွယ်ရင်လေပောက်ကရတော့သွားမလုံနဲ့သူကလေအကောင်လုံးကြည့်တာနော်အကောင်လုံး scanning လုပ်ပါ screening လေးလုပ်ပြီးတော့မှလက်ခံမဲ့သူမျိုးဖြစ်တဲ့ group 3တွေဟာသူ့ဘဝလေးနဲ့သူ့ဘဝတတရရပြပြဆုံဆုံဖြောင်းဖြောင်းယူယူရှိနေတာအဲ့ဒီဟာအတိုင်းပဲအိမ်ထောင်ကြပြီးရင်သူဖီယိုရဲဖြစ်သွားတာမလို့ရှင်ဘူးအိမ်ထောင်ကြပြီးလဲသူကဒီလိုပဲနေနေတာနော် အဲ့လိုမျိုးသူကမခဏပြောမလားဒီလိုတလေးလေးတွေကအလုံးထဲမှာထင်းထွက်နေတာထင်းရှားနေတာထင်းပြီးတော့ထွက်နေတာဆိုတာဒါမျိုးဒီ style ကိုပြောတာပေါ့နော်အဲ့တော့အဲ့လိုပဲသူကသူ့ကိုလည်းအဲ့လိုထားနိုင်တယ်သူပဲသူကလက်ခံမှာဆိုတဲ့ပုံစံကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ group 3 single လေးတွေကအိမ်အောင်ကြမလား yes အိမ်အောင်ကြမှာသူ့ရဲ့ future love ကဘလို့ဖြစ်မလဲ။ तू ကလဲချစ်တဲ့သူလာပါလိမ့်မယ်။သူ့ကိုတင်းတင်းတဲတဲထားနိုင်တဲ့သူလဲလာပါလိမ့်မယ်။ဒါပေမဲ့စကားနဲ့တိုက်အောင်မှာ စစ်ချအောင်မှာသူကိုယ်တိုင်စစ်ချမှာဖြစ်တဲ့အတွက်လူဆိုးတွေရောလာမှာလူကောင်းလဲလာမယ်လူမှန်လဲလာမယ်လူမမှန်လဲလာမယ်အများကြီးစစ်ဆေးရအောင်မယ်ဆိုတာကိုတွေ့ရပါတယ်တေချာလာတကူကတော့သူကောင်းမှုစွာနဲ့အိမ်ထောင်ကြမှာဆိုတာကိုတွေ့ရပါတယ်နော်အဲ့တော့အခုလာမဲ့သူဟာကို့အတွက်တကယ်လူလားဆိုတဲ့ဟာကိုမင်းတို့တွေစောင့်ကြည့်ရအောင်မှာတကယ်မှန်ကန်တဲ့လူလားဆိုတာကိုမင်းတို့တွေ အများကြီးကြားရရနေရွေးချယ်ရအောင်မှာဆိုတာကိုတွေ့ရပါတယ်ရှင်အဒီတဲ့ထဲမှာတော့လေဘာတွေ့ရလဲဆိုတော့အိမ်ထောင်ကြရင်လေကိုတကယ်ချစ်တဲ့သူကိုကိုလည်းချစ်တဲ့သူနဲ့အိမ်ထောင်ကြလိမ့်မယ်အဲ့ဒါလေးကိုတွေ့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အဆန်းဆန်းအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်